ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ရွက်သစ္စာစင်မဂ္ဂဇင်းတွင် ဖော်ပြထားတဲ့ဆရာမောင်သုံးညရှစ်ပုံသားလေးရဲ့ဆေးရဲ့အချစ်အချစ်ရဲ့ဆေးဆိုတဲ့ဝိတ္ထုတို့လေးပဲဖြစ်ပါတယ်ဆေးရဲ့အချစ်အချစ်ရဲ့ဆေးဒီနေ့နေသားဤကျင်းငတ်တံများက တောင်ပင်ရံပြားမှာတစားစားတီကျူးလေးရဲ့ပဲ့တင်ထက်နေလေသည် ရဲဘော်များသည်တိတိစာတခြင်းကို အာပါဒိယအော်ဆိုလျက်ကားပေါ်မှမြူတူကဆင်းလာကြသည်ပျောက်ကြားယူနီဖောင်းအထုတုကလေထဲဂုံးသက်ကကြီးစွာလွင့်ပြန်နေတော့သည်မိဘပြည်သူများမှမူစိမ့်စိမ့်မျက်မျက်တောင်းချီ၏မြင်းနီလန်းတစ်လျှောက်တွင် အောင်းတပြေကများ စပယ်ပန်းကုန်းများနှင့်ရဲဘော်များကို စီကျူလျက်အပြုံးမန်းဝင်နေကြလေသည် တစ်ဖက်ကွင်းပြင်၌ဒုံရင်ကတို့ကစီကားတက်မြင့်လျက်ဒုဗတ္တန်တို့သည်မိုးတို့ညံနေလိမ့်ဤတချို့ရဲဘော်များကိုသူမိဘညီကိုများက မျက်ရည်လေရွဲဖြင့်ဖန်နှန်းကြတော်လဲရဲဘော်တချို့မှာထိုအောင်ပွဲကိုသင်ငယ်လျက်မျက်ရည်ချောင်းကန်းပါ၌အောင်တပြေကများနှင်းစီပွင့်များဆုတ်ကိုင်းရင်းငိုင်းနေလေသည်အဲ့ဒီတဲ့တွင် ရဲဘော်တောင်းရင်ကအများနဲ့မတူတိတာပေါ်လင်လုံးသည်သူ့နိုင်မိဘများမရှိတွေ့ပွေယူရမယ့်သူလည်းမရှိတမိသားစုလုံးကထောင်နှန်းဆန်နေကြရရှာသည်ဟဲ့နတ်မူဟိုမှာနေရမောင်စစ်တီမိုင်းနေတယ်။သွားပေးလိုက်လေ။တီတီကနတ်မူကိုပခုံးနဲ့တိုက်ကပြောသည်။ဟာဘာမောင်စစ်တီလဲ ။ "तू နဲ့ငါကချစ်သူတွေမှမဟုတ်ကြသေးတာ။အမေငါမသိဘူးမြတ်မှတ်နေသလား။တနေ့ကမှငါရဲ့ရေတခုမှအချစ်တေးကြပြားတွေချွေးပြီးကျောက်စုဖျားကိုနင်တို့နှစ်ယောက်အတူသွားဖူကြတာလေ။နတ်မူရှက်သေးဖျားကမျက်လာကလေးချလျက်ပြုံးလိုက်သည်။အဲ့ဒါဟိုဟိုဘာမှဟိုရီဟာတွေလုံမနေနဲ့။နင်တို့နှစ်ယောက်တသက်တာမမေ့နိုင်မဲလက်ချီဘွယ်ကိုနှွေးခဲ့ကြတာလေ။ ငါမသိဘူးများထင်နေသလားယင်တော်ပါတော့တီတီရဲ့ဒီတော့မနာဒီတော့မကိုဒီမိမာချေချခြင်းနဲ့ဆိုတဲ့မောင်တို့စစ်တီရရဲ့စကားကိုငါဖြစ်မယုံမောင်းခင်မင်းရင်းနှီးမှုအရာငါတို့ဘက်ကကရင်နှစ်တကူပွဲမှာပဝါပြူနဲ့ဝေယံပြပြီးဒွင်းကတင်ပေးတာပဲရှိပါတယ်ဟဲ့ဒါဆိုနင်ကသူ့ကိုစိတ်ဝင်စားဘူးပေါ့စိတ်ဝင်စားတာမဝင်စားတာတဲ့တေချာတာက ငါတို့ကအင်ရှင်လေသူတို့ကဧည့်သည်ပဲအင်ရှင်ဆိုတာဧည့်သည်လာရင် ကို့မှာရှိတဲ့အရာလေးနဲ့ဧည့်ခံရတာအင်ရှင်ရဲ့ဝတ္တရားမဟုတ်လားသူတို့တော်လရင်စစ်သည်ဆိုတာမိမိနိုင်ငံအတွက်အသက်ပေးကာကွယ်နေရတာအမိန့်နဲ့တာဝန်ဟာမင်းကြီးတယောက်ရဲ့အချစ်တဲ့ပိုအေးကြီးမယ်ထင်ပါတယ်ဒါဖြင့်နင်ကဧည့်သည်ကိုနှလုံးသားပုံအပ်ပြီးအဲ့မခံနိုင်မှုဆိုပါတော့ ငါအဲ့မခံချင်တာမဟုတ်ဘူးအဲ့ခံလို့မရဲတာပါငါတို့တိုင်းရင်သူတွေဆိုတာစစ်တံကိုသာ ခန္ဓာကြီးရှိချင်ရှိမယ်အလွမ်းတံကို ခန္ဓာကြီးမရှိဘူးတည်အမေနင်ကစကားတွေတော်တော်တက်နေပြီဆိုတော့ဘာလဲဒေါနာတောင်တန်းကို အလန်းတက်တည်ဝေပြခြင်းသေးတာလားမဟုတ်ရပါဘူးဟာတနေ့ကျရင်ငါနှလုံးသားရဲ့ဖားစီတံမှာအချက်နဲ့စစ်ကိုလည်း အောင်မြင်ခြင်းနဲ့ဆန္ဒကြောင့်မှာအေးအေးပါလေနင်ကသူ့ကိုလက်မခံနိုင်သေးဘူးဆိုတော့လေဘလတောင်းတင်းပြီးပတိုင်းမှုတွေတဖဖာနဲ့ယောက်ျားပီတာတဲ့မောင်စစ်တီလေးတနာပါတယ်။ဘာဖြစ်ဖြစ် သူတို့လိုယောက်ျားနဲ့ချစ်သူဖြစ်ရတာဂုံယူစရာတော့ကောင်းမယ်နော်။နင်ကစိတ်ကူးရင် ပြောနေလို့ပါ။တကယ်တော့သူ့လိုလူမျိုးမှမဟုတ်ပါဘူး။အချစ်ကိုတမိုးထားသလိုနိုင်ငံကိုလည်း မိမိချစ်သူတယောက်လိုချစ်တတ်တဲ့လူတွေနဲ့ချစ်သူဖြစ်ရတာလဲဂုံစရာကောင်းနေဒါတွေထားလိုက်ပါတော့တိတိရဲ့ငါအတွက်တော့ဧည့်သည်ကဧည့်သည်ပါပဲဟာတနေ့ကျရင်ဒီတော့ရဲ့ချင်းရင်ကတနခါကြီးကျဲလူတွေခက်ရိုးရိုးတိုင်းရင်သူလေးဟာကတ်တရားဘော်ကမျိုးသူတွေစီးတဲ့ဓာတ်ဖနက်ကိုမကြုံနိုင်ပါဘူးလေအေးပါဟဲ့နင်ကလေဘာပြောပြော ကိုကိုကိုနှိမ့်ချပြောနေတာပဲထားလိုက်တော့ဟိုမှာသူလာနေပြီရဲဘော်တောင်းရင်နန်းမူနာရောက်လာသည်နန်းကျွန်တော်နန်းကိုတွေ့ချင်တယ်ကိစ္စရှိလို့လားကိုတောင်းရင်ရှိတယ်နန်းမနှက်ပြန်ကျွန်တော်မိုးနှောင်းပင်အောက်ကခုံမှာစောင့်နေမင်းတော့ဟုတ်ဟုတ်ကိုတောင်းရင်ကျွန်မအရင်လာခဲ့ပါမယ်တောင်းရင်ရဲရဲကလေးပြုံးလေးရဲ့ထွက်သွားသည် ထို့နောက်မြင်းနီလက်မထက်တွင်နှင်းစီပန်းနှင့်အောင်တပြေတို့ပြန်ကျဲကြံခဲ့လေတော့၏အဲ့ဒီနေ့ကခရစ်စမတ်နေ့ဖြစ်သည်နတ်မူလဲကရင်ဝတ်စုံကလေးနဲ့ရောက်လာ၏ကိုတော့ရင်ရောက်နေတာကြားပြီလားကျွန်တော်ခုနကမှရောက်တာပါနန်းဒါနဲ့လေနန်းဒီနေ့အရန်လာတယ်နမ်မူနှလုံးကုန်သံမြန်သွားသည်ကျမကို မြောက်မပြောပါနဲ့ကိုတော့ရင်မြို့ကမိကတ်ချေမှုထားတဲ့မြို့သူတွေနဲ့ရှင်ရင်ကျမလာတယ်ဆိုတာဒီတော့မှပဲကြံခဲ့မှာပဲမဟုတ်လားမဟုတ်ရပါဘူးနန်းရယ်ကျွန်တော်ကလှတာကိုမျိုးလုံးနဲ့ကြည့်ပြီးဆုံးဖြတ်တာမဟုတ်ပါဘူးနှလုံးသားနဲ့ကန်စားပြီးမှပြောတာပါအင်ပေါ်လီမြို့ပြကလူတွေဆိုတော့လေစကားကြွယ်ကြမှာပေါ့ဒါနဲ့ကိုတော့ရင်ကျမကို အရေးတကြီးပြောစရာရှိရင်ပြောလေကျွန်တော်နမ်းမူကိုချစ်တယ်ရှင်ဘုံနောင်ပန်ခရမ်းရင်းရင်းတို့သည်ချောင်းရည်စီအတိုင်းအตาရမျောပါနေကြလေသည်အလွန်းတို့လည်းရင်ထဲလိုက်တနေ၏နမ်းမူအိမ်နဲ့အိမ်ပြင်မထွက်တာကြတော့တီတီနမ်းမူတို့အိမ်ကိုရောက်လာလေသည်နမ်းမူရဲ့အမောခြေတန်းရှိအိမ်ပေါ်တွင်မိသူများမတွေ့ အင်ရှိစပွဲကုံတစ်ခုမှသာ စာအုပ်နဲ့ပေါ်ပင်တင်လျက်တိတိကောက်ဖက်ကြည့်တော့အချစ်နဲ့စင်မှာစစ်ကအနိုင်ရသွားတဲ့အခါအချစ်ကတေးပေးရတာမျိုးလားကိုတော့ရင်တိတိထိတ်ကနေဖြစ်ကစာအုပ်လွတ်ကနေပြစ်ချပြီးနမ်မှုကိုဩရှာသည်နမ်မှုကအိမ်ခန်းထဲ၌မိလဲနေ၏နမ်မှုနမ်မှုနမ်မှုရဲ့ ိုစိတ်ကိုကိုထိမ့်မပေါ်ငါတိုင်းနဲ့ငါကန်ရှိပါစီတော့တည်ရဲ့စစ်သားဆိုတာရောက်တဲ့နေရာ အခြေချတဲ့အရာသူတို့နင်းနဲ့မြည်မှန်သမျှပန်းပွင့်ကျင်ကြတာလို့အမှုပြောတဲ့စကားကိုငါယုံခဲ့ရင်ငါနှလုံးသားရှမ်းစိတ်တက်မှာမဟုတ်ဘူးအမှုကတော့သူကြုံတွေ့ဘူးတဲ့ရဲဘော်နဲ့ရှင်ပြီးပြောပြလာနေမှာပါနဲ့မူတကယ်တော့အခြေဆိုတာချစ်တဲ့ရင်ခွန်အား မချစ်တဲ့အစိတ်ပဲကိုတော့ဟင်ဟာတာဝန်နဲ့မလို့မလွဲတာမရှောင်တာခိတခွဲခွာသွားရတာပါဟာတီတီထို့တို့ဖြောင်းပြမှနမ်းမှုမှာအနှင်းငယ်ငြိမ်းချသွားသည်ထို့တော့သူနှလုံးသားကို သူစိုးမနိုင်ခြင်းမရှိသေးအချစ်ရလူခဲ့တော့အချစ်စိတ်ကသူ့တကူလုံးပြန့်နှံ့နေသည်နမ်းမှုနင်းစိတ်လျှော့ပါနောက်တစ်ခါ ဒီလိုစိတ်လက်မှန်ပါမလုပ်ပါနဲ့နော်။နင်ဒီအခြေအနေတွေကိုထိ ंछ ုံနိုင်ရင်အခြေရင်းနဲ့အိမ်တော်ကြီးမှာရင်ကျက်ပြီးစစ်ပွဲတရားကိုကြော်ဖြတ်နိုင်တဲ့စစ်တီတယောက်လို နင်ဘဝလည်းအောင်မန်းစင်နိုင်ပြီနမ်မူ။နမ်မူနိုင်တိတိစကားကိုကြားတစ်ချက်မကြားတစ်ချက်နဲ့သူ့အတွင်းနဲ့သူရှိနေ၏။ပြည်သူနဲ့ကြံရစ်သူ မတရားလုပ်သူနဲ့မတရားခံရသူဘယ်သူက ရှက်ဖို့ကောင်းတယ်လဲ။ဒီပွဲမှာ တရားလို့သူသာရှုံးရင် ဖောက်ပြန်လေတဲ့လောကဓမ္မကိုငုတ်ခံရန်ဘာကြောင့်မှမရှိဘူးဟုနမ်းမူသူ့ကိုအတိမပေးပဲရှည်တန်းထွက်သွားသောထောင်းရင်ကိုမကြည်မနက်နဲ့တွေးမိတွေ့ရတွေ့ကပြောနေမိတော့သည်သုံးလခန့်ကြာနမ်းမူချီပေးဘူးသောအချီချိုနေစားတဆောင်ကိုရဲဘော်တုံးကနမ်းမူစီကို လာပေးသည်နမ်းမူလဲမောင်းကိုမြှောက်သည် အလွမ်းတံကို လုကင်းကျင်စောနေစားကိုအလောတကြီးဖက်ကြည့်လိုက်သည်သူမောင်သိချရပါတော့နဲမောင်ရောက်နေတဲ့စစ်ပွဲတွေမှာဘယ်ရက်ကိုမျက်နှာမူမူမင်းပုံရိပ်ကိုပဲမြင်နေမိတယ်နဲနဲ့အခုတော့မောင်တိလိုက်ပါပြီအချစ်မြတာဆိုရင်ပူပန်မှု ထောင်ချောက်များစွာရှိတဲ့အေကရမင်းတစ်ပါးသာဖြစ်တယ် ဘာလို့ပဲဖြစ်ဖြစ်မောင်းအတွက်တော့မင်းရဲ့ချစ်ချင်းမြတ်တာရဲစွမ်းတတိပဲအဲ့ဒီရဲစွမ်းတတိမှာမင်းနဲ့ဆုံစည်းရဖို့မျှော်လင့်ချက်တွေမောင်းလောဘကြီးစွာထည့်ထားခဲ့မိတယ်ဒါကြောင့်နန်းဒီချိန်မှာမောင်းမပေးစရာအချစ်ပဲရှိတယ်အဲ့ဒီအချစ်နဲ့မင်းနှွေးပါစေအေးချမ်းပါစေပုံချစ်သူမျက်ရည်ကြရင် အားလုံးကိုတော်လှန်မဲ့မင်းရဲ့ထောင်းရင်နတ်မူမြေကြီးများဝဲလေလာသည်ထောင်းရင်စီကစာကိုလဲတယုတ္တိယတင်စီကမောင်နှင်းသမျှမြေအောင်မြေဖြစ်၍မောင်တိုက်သည့်တိုက်ပွဲတိုင်းမှာပန်းများပွင့်ပါစီမောင်ဟုဆူတောင်းရင် စာပို့လာသူရဲဘော်တုံးကိုထောင်းရင်အကြောင်းမေးလိုက်သည် ကိုတောင်းရင်နေကောင်းရင်လာရင်ကိုတောင်းရင်လွန်ခဲ့တဲ့တစ်ပတ်က တိုက်ပွဲမှာကြာသွားပြီဒီစာကသူမကြဆုံးခင်တရက်လိုမှရေးပြီးကျွန်တော်တို့ကိုအက်ခဲထားတာပါနတ်မူပါပြင်ထက်မြေကြီးများလိမ့်စင်းလာ၏စစ်ကြီးမဆုံးခင်အချစ်ကြီးဆုံးသွားတော့နတ်မူရင်ကွဲသွားရလေတော့သည်အချစ်နဲ့စင်မှာစစ်ကတည်ရင်လေအချစ်ကနာကြံရစ်ခဲ့ရတာပဲလားကိုတော်ရင်ရဲ့မချက် ယခုဝတ္ထုသည်ရင်းနှင်းစရာကောင်းသောရဲဘော်တယောက်၏အချစ်ဆက်လန်းကိုအမိပြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်ချစ်ခင်လေးစားလျက်မောင်တုံညရှက်ပုံသားလေး